အမတ်တရပဲဘောနော်ဒီဟာအမတ်တရပဲနော်ဒီဟာဒီလောက်ကြီးရဲ့အဲကျွန်တော်ရဲ့အသက်တာမှာတော့ဒီဒီတချင်းနဲ့ရှောက်ဖို့ဆိုတာကိုလေးဖြူနဲ့လူရှောက်ကျွန်တော်ငငယ်တည်းကိုလေးဖြူရဲ့တချင်းနဲ့နားထောင်လဲကိုလေးဖြူကအရန်အရန်အရန်စိတ်ဓာတ်အရန်ကောင်းတယ်နော်ကျွန်တော်ကသူများကဟိုဆိုရှယ်မီဒီယာနဲ့မကောင်းတဲ့လူတွေပြောရရှိတယ်ဒါပေမဲ့ကျွန်တော်ပြောမယ်နော်လူကိုတင်သူတို့စာနာပေးပါသူတို့ချစ်ချင်းမြတ်တာပေးပါလို့ကျွန်တော်တိုက်တွန်းချင်တယ်နော် သူနဲ့အတူတူရှောက်ခွင့်ရတဲ့အတွက်ကျွန်တော်အရန်ဝမ်းသာတယ်ဖျားခင်နဲ့ကျွန်တော်ကျေးဇူးတင်တယ်နော်ဒီကတော့ once in a lifetime moment မနော်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာမနေ့ကကျွန်တော်တို့ရဲ့ကရှင်တိုင်းသားကိုခံပြန်ဆောင်တက်ခိုက်ဖိုက်တိုင်း online အဆန်းဟာသူ့ရဲ့ professional ကစားသမားဘဝနောက်ဆုံးပွဲကိုထိုးသွားခဲ့ပါတယ်အဲ့ပွဲစဉ်မှာ online အဆန်းကအနိုင်ရလက်ကိုရယူပြီးတော့ professional ကစားသမားဘဝကိုအလှပဆုံးအဆုံးသတ်သွားနိုင်ခဲ့တယ်ခင်ဗျာပရိသတ်တွေအားလုံးက1ရက် စားသမားတွေထဲမှာအောင်လအန်ဆန်းရဲ့ကစားသမားဘဝအဆုံးသက်ပွဲစဉ်နောက်ဆုံးပွဲစဉ်ဟာလုံးဝ perfect အဖြစ်ဆုံးပဲပြောရမယ်ဆိုရင်တကယ် legendary အဆင့်ရှိတယ်ဆိုပြီးတော့မှတ်ချက်ပေးသွားခဲ့ကြပါတယ်ဟုတ်ကဲ့ဒီပွဲစဉ်မှာအောင်လအန်ဆန်းဟာသူ့ရဲ့တငယ်ချင်းမိတ်ဆွေတယောက်ဖြစ်တဲ့ Sweden Fighter ကြီး Karistan ကိုပြိုင်မဲ့ဖြစ်ရင်ဆိုင်ခဲ့ရတယ်။ Karistan ကို အောင်လအန်ဆန်းကဒုတိယပွဲရှိမှာလက်သီးတွဲလုံးနဲ့ပြစ်လွတ်ပြီးတော့ အလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ပွဲပြီးချိန်မှာအွန်လိုင်းအဆန်းကို bonus American dollar 5000ရှိမြင့်နဲ့ပြီးတော့ Hall of Fame ကိုမြစ်စုကြီးလည်းရှိမြင့်တဲ့အကြောင်းသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်ခင်ဗျ။ဟုတ်ကဲ့အွန်လိုင်းအဆန်းဟာလာမယ့်နိုဝင်ဘာလရောက်ရင်ကျင်းပရှိနေတဲ့1173ပြိုင်ပွဲကြီးကိုတက်ရောက်ပြီးတော့ဂျပန်နိုင်ငံမှာ Hall of Fame ကိုမြစ်စုကိုလက်ခံရယူအောင်မှာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့အွန်လိုင်းအဆန်းမနေ့ကထိုးခဲ့တဲ့ပွဲစဉ်မှာခြေပြေးအဖြစ်ထွက်လာခဲ့သူက၄ဖြူဖြစ်ပါတယ်။ အောင်လအဆန်းရဲ့ workout တစ်ရှင်းနဲ့ပတ်သက်ပြီးတော့အောင်လအဆန်းကပွဲမတိုင်ခင်ပွဲကြိုအင်တာဗျူးဖြစ် BBC နဲ့အင်တာဗျူးရတဲ့အချိန်မှာစကားတခုထည့်ပြောခဲ့တယ်။အဲ့ဒါကတော့ဒီပွဲမှာသူ့ရဲ့ workout တစ်ရှင်းဖြစ်တဲ့အမဲလိုက်အကအတွက်အထူးပလန်တစ်ခုရှိတယ်။ Special plan ကြီးကိုပြိသက်တွေမြင်တွေ့ရလိမ့်မယ်လို့ပြောထားဖြစ်တဲ့အတွက်ပွဲလာကြည့်တဲ့ပြိသက်တွေရောရုပ်တံကကြည့်နေတဲ့ပြိသက်တွေကပါဟာအဲ့ဒီ Special plan ဆိုတာဘာများဖြစ်လိမ့်မလဲလို့စိတ်ဝင်စားရှိခဲ့ကြတယ်ပေါ့လေ။အဲတကယ်လေပွဲထုတ်မဲ့အချိန်မှာရှေ့ကလေးမျိုးကိုယ်တိုင်က ်ဝါကောက်အစီအစဉ်မှာထွက်လာခဲ့တဲ့အတွက်ပြည်သက်တွေလည်းအံ့အသင်ခဲ့ကြရတယ်ပေါ့လေဟုတ်ကဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တချို့ပြည်သက်တွေကဝေဖန်ထောက်ပြတာတွေရှိသလိုတချို့လေကလည်းအကောင်းမြင်သုံးသပ်တာတွေရှိပါတယ်ခင်ဗျအဲ့တော့ပွဲပြီးအင်တာဗျူးမှာအွန်လိုင်းအဆန်းကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့မီဒီယာတွေကမေးမြန်းခဲ့ကြတယ်အဲ့တော့အွန်လိုင်းအဆန်းကဒီကိစ္စပေါ်ဘလို့သုံးသပ်မှတ်ချက်ပေးခဲ့တယ်လဲဆိုတာပြည်သက်တွေသိရှိအောင်တင်ဆက်ပြပြလိုက်ပါတယ်ခင်ဗျအွန်လိုင်းအဆန်းကကိုရီးယားကစိတ်တဲ့အရန်ကောင်းတယ်သူ့ကိုစာနာပါ သူ့ကိုချစ်ချင်းမေတ္တာပေးပါဆိုပြီးတော့ပြောသွားခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့အပြည့်အစုံကိုပြည်သက်တွေသိရှိအောင်ကျွန်တော်ဖတ်ပြပေးခြင်းပါတယ်ဒီဟာကအရန်ကိုအမတ်တရားဖြစ်เสียပဲလေတကယ်ကိုကြည့်ကြတယ်ကျွန်တော်ရဲ့တသက်တာမှာတော့ဒီသင်းကိုကိုလေးဂျူနဲ့အတူရှောက်ဖို့ဆိုတာကဒီလိုဖြစ်လာဖို့ဆိုတာကလုံးဝကိုထင်မထားခဲ့ဘူးလေကိုလေးမျိုးကလည်းစိတ်တဲ့အရန်ကောင်းတယ်နော်သူများတွေကဆိုရှယ်မီဒီယာကနေမကောင်းတဲ့လူတွေသူ့ကိုပြောတာတွေရှိတယ်ဒါပေမဲ့ကျွန်တော်ပြောမယ်လူကိုသိရင်သူတို့ကိုစာနာပေးပါ ူတို့ကိုချစ်ချင်းမြတ်တာပေးပါလို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်။သူနဲ့အတူတူရှောက်ခွင့်ရတဲ့အတွက်ကျွန်တော်အယံဝမ်းသာတယ်။ဖရာသခင်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့အောင်လန့်အဆန်းကပြောသွားခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။အောင်လန့်အဆန်းရဲ့ review အပေါ်မှတ်ချက်စကားကိုပရိသတ်တွေသိရှိအောင်တင်ဆက်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။